အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့6လပိုင်းအတွက်အထူးပြုလုပ်တဲ့ရတရားလေး၃ခုမြောက်ပေးမှာဖြစ်ပါတယ်ဗျာအဲတော့6လပိုင်းအတွက်ဒီရတရားလေးကိုပြုလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီတနေ့လုံးအဲ့ဒီတပတ်တော့အဲ့ဒီတလလုံးမှာအန်ညကင်းမယ်ပြေးရှင်းမယ်အတက်ကအတက်ကနောက်ချက်တွေလည်းကင်းမယ်အစီဝါးကြီးလည်းပြင်လည်ဥမော်လာမယ်လောက်ကင်လည်းဆင်ပြေမယ်စီဝါးကြီးလည်းဆင်ပြေမယ်လက်လက်ပဲလည်းပွင့်လင်းလာမယ်ရတရလေးသုံးခုမရောက်ပြီးမှဖြစ်ပါတယ်ဗျအရန်လွယ်ပါတယ် အဲ့တော့ပထမဆုံးရတရားလို့ဟိုတပတ်ဖို့တည့်ရပြီလို့မှဖြစ်ပါတယ်မိတ်ဆွေများရဲ့မိုးနေ့နံမှာလို့မှဖြစ်ပါတယ်ဗျမိတ်ဆွေများကတနင်္ဂနွေသားသမီးဆိုရင်တနင်္ဂနွေနေ့မနက်မှာလို့မယ်တနင်္ဂနွေသားသမီးဆိုရင်တနင်္ဂနွေမနက်မှာလို့မယ်အင်္ဂါသားသမီးဆိုရင်အင်္ဂါနေ့မနက်မှာလို့မှဖြစ်ပါတယ်ဗျအဲ့တော့မိတ်ဆွေများရဲ့မိုးနေ့နံမနက်ပိုင်းလို့မှဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးဆိုရင်တောက်ကြနေ့မနက်ပိုင်းလို့ပေါ့နော် Okay အဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့နေ့နံလေးမှာမနက်ပိုင်းလေးမှာကိုလို့မယ်တော့ကျွန်တော်တွေပထမဆုံးလို့မယ်ရတရားလေးကတော့ကျွန်တော်ရဲ့အိမ်ဖျားမှာ ိမ်ဖျားမှာစပယ်ပန်းနေအောင်မဝေးနေအောင်မွေးနေအောင်ကတ်မယ်အိမ်ဖျားမှာစပယ်ပန်းကတ်မယ်ပြီးရင်ဆွမ်းလူတဲ့ခါထက်ညက်နဲ့ရောလူမယ်ဆွမ်းနဲ့ထက်ညက်နဲ့ရောလူမယ်ပြီးရင်တော့တံမိုးတွေခါတာကို၁၀កောက်ရုပ်ပြင်းမှာဖြစ်ပါတယ်ဗျတံမိုးတွေခါတာကတော့အားလုံးရပြီသားလို့ထင်ပါတယ်တံမိုးတွေထားဝေသင်္စာဒေါ်ရသင်္စာတဟတေကပင်စာတရတဟတာနိနမမိတိရတမဟံအဘကဝါလူကခေငန္နနာနိဗ္ဗတာဇိနံဒေသံဓမ္မိဇသံကိစ္စအာဒရိနနမမဟံ နမဂန်ဥပဝိနဟိတဝတ္တပေဥပဒဝေအနေကအန္တရယပိဝနတံတို့အာတိတတ်တော်ဆိုပြီးတံပုန်တိခါရာကို10ခေါက်ယူလိုက်မယ်အဲ့တော့တံပုန်တိခါရာတို့အလုံးရပြီသားလို့ထင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာလည်းတစ်ခါတည်းပေါ့နော်တံပုန်တိခါရဲ့အဲ့အဓိပ္ပာယ်အရင်းလေးမှာတစ်ခါလည်းမြောက်ပြီးမှဖြစ်ပါတယ်ဗျအတိထားရင်ပို့လို့ဆွန့်ထက်ပြီးကောင်းပါတယ်ဗျအထဝီတံသုံးပါးဘဝသုံးလောကတွင်ညာနာရောင်ပိအောင်ပိတိနှင့်နှချစ်ချစ်စုကုံသောတံမှုဒေဇာဒဇမမညာဝပိတိစ္ဆာပွင့်လင်းတရားမင်းတို့ကို၎င်းဒေါတာတင်းစာတဟတေကိနှိပ်ပေကယောင်ဆက်မွေလျောင်း သည့်တထောင်းနှထောင်းကုန်သောတန်ဘုဒ္ဓိဇလာယုံပမဉဏ်ဝံပိသစ္စာလေးမြောင်မြတ်ဘုံကုန်တို့ကို၎င်းပိဉ္စတရတဟတာနိတောင်ထဲဆကြဝရဂုံဝံရောင်ရှိ၅သိန်းကုန်သောတန်ဘုဒ္ဓိဇနေယုံပမဉဏ်ဝံဖြင့်သစ္စာလင်းထိန်မြတ်မုနိတို့ကို၎င်း အရဟံဖျားတွေ့တို့သည်တိရတဥကောင်းရင်နမြိုင်ငါမြေနမာမိရှခိုးပါဤဖျားခင်ငါခင်ငါရခင်ငါမြေတွင်နေဝလူကရှိကြကုန်သောတဲတို့သည်အဘက်ကနေကြကုန်သည်နေဗုဒာဘုံဆက်သိ၍ငြိမ်းတော့မူကြကုန်ပြီးသောဇိနာနောက်ရပလံမင်္ဂမြတ်ကိုအရိယမတ်ဖုံးယုံဆက်ပြီးချိုးပြဲလွယ်ဘူးအောင်တော်မူသောဖျားရှင်ပေါင်းတို့ဟာအနန္တတေဇာကနရည်တော်မှန်လဲဆုံးငတ်နေမြောက်မရောက်နေကြကုန်တေဇိနေစာထိုဖျားရှင်ပေါင်းတို့ကို၎င်း တေတံထော9သိန်း12000နှစ်ချက်ရှိစကုံတော်ဖရာရှင်မရေမတက်နဲ့ကုံတော်ဖရာရှင်ပေါင်းတို့ဤဓမ္မစတရားမြတ်ကို၎င်းတန်ကိစ္စတပိတာတန်ခါမြတ်ပေါင်းတို့ကို၎င်းအရဟံဘုရားတွေ့တော်သည်အာဒရိနအာဒရွန်ယုသေဇာနမမိရှကိုးပါဤဘုရားနမဂာနုဘဝေနအိတောရှကိုးပုဇောဖုံးမြမန်တို့ကရောသောကောင်းမငန်စေနာများကြောင့်တပ်ပြီးခသိဥသောအလုံးစုံကုန်သောဥပဒူရဲ့ဘေးရန်ဟုသူများအပေါင်းတို့သည်ဟိတဝါပဲ့ပြောက်၍အနေကအန္တရာယ်ပြီးဓမ္မမကမြတ်လာတဲ့သောအန္တရာယ်ဟုသူများအပေါင်းတို့သည် အာဒီတတော်ကျွညံမရှိသောအပြင်ဝဏ္ဏတန်တို့ပြောက်ပြေကြပါစေကုန်တည်းဆိုတဲ့ခန္ဓာနိုင်ပဲခြင်းလေးပဲဖြစ်ပါတယ်ဗျအနရိပဲခြင်းလေးရုပ်ဘောပေါ်ပြန်နေတော့မလိုပါဘူးတိထိုင်ပိုကောင်းပါတယ်ဗျ Okay ဒါဆိုရင်ကျွန်တော်တို့ရေမနက်ပိုင်းလေးမှာစပယ်ပန်းလေးတွေမွေးနေအောင်လိုင်နေအောင်အိမ်ဖျားမှာကတ်မယ်အဲ့တော့ကျွန်တော်တို့ဆွမ်းလူလက်ခါထက်ညက်နဲ့ရောလူမယ်တောက်တော့သုံးတော့ရေအပြည့်နဲ့တံမွတ်တွေခါတာကို10កောက်ပူဇော်ပူဇော်ပြရမှာဖြစ်ပါတယ်အဲ့ဒီနေ့အဲ့ဒီတပတ်အဲ့ဒီလတလလုံး န်နေကင်းအထူးကင်းမယ်ဘေးတွေထူးရှင်းမယ်တိုက်ခတ်နောက်ဆက်တွေလည်းကင်းမယ်အဲ့တော့စီဝါရေးအတွက်လည်းအဆင်ပြေမှာဖြစ်ပါတယ်ဗျဒါကပထမရတရားအဲ့တော့ဘယ်နည်းမှလုံးမယ်ဆိုတော့မေးစီမှာသိရှိပြီးထင်ပါတယ်မန္တပ်ပိုင်းရောက်တော့အားရချင်းလုံးလို့ရပါတယ်တချို့အလုပ်တွေပါတယ်သွားမှဆိုတော့အဆင်ပြေတဲ့အချိန်လုံးသွားလို့ရပါတယ်အရန်လွယ်ပါတယ်တပါးဒါကနံပါတ်1ရတရားနမနိရတရားကတော့အဲ့ဒီစပယ်ပန်းတော့မဟုတ်မွေးတော့ပန်းပေါ့နော်ဒါစပယ်ပန်းကောင်းပါတယ်အဲ့ဒီစပယ်ပန်းကိုကျွန်တော်တို့ကအာဖះဖះဘုန်းကြီးကျောင်းတို့ဖះတွေမှာရှိတယ်ဖះ လက်တော်တဲပေါ့နော်ဖះလက်တော်တဲကိုကိုရင်ကိုကြထည့်ပြန်มาဖြစ်ပါတယ်အဲ့တော့ကျွန်တော်တချို့ဟိုဘုန်းကြီးเจ้าနေဖះတွေမှာဖះလက်တော်ခံနေတဲ့ပုံเนาะဒီလိုမျိုးဒီဖះတရားထိုင်နေတဲ့ပုံသုံးမဟုတ်ဖះလက်တော်တွေကိုတေချာလေးချိန်ပြီးထည့်ပြန်มาဖြစ်ပါတယ်အဲ့ဒါလေးကိုပေါ့နော်တချို့ဘုန်းကြီးเจ้าနေရသွားလို့ရရင်เนาะသွားကိုကိုတိုင်ပေါ့နော်အနာကတ်ပြီးတော့ဖះလက်တော်တွေကိုအဲ့စပယ်ပန်းကတ်လို့ရပါတယ်အဲ့တော့ဘလို့ပြောကတ်မလဲဆိုတော့ ခင်ဗျာဘာလို့တဲစုံမှပွင့်တော်မူတဲ့ဖျားရှင်အာလုံးဂုံတော်ယမန်မီရောအရှင်ဖျားအရှင်ဖျားရဲ့လက်တော်တဲကိုတပီးတော်ရဲ့မှွေတော်ပန်းမှွေတော်ပန်းလာတော်ပန်းကပ်ပါတယ်ဖျားဆိုပြီးဇပွဲပန်းလေးကိုကျွန်တော်တို့တွေဖျားလက်တော်တဲကိုထည့်လိုက်မယ်ဤသို့ကတ်လို့ပါတော့ ဒါနကောင်းမငန်စင်နာများကြောင့်တပိတော်ဤနာမည်ကောင်းတဲ့နည်းမွေးပြန်ကြော်စောပြရသည်တပိတော်ဤနော်မရချီသောအစ်ဆူစင်းဥစားများလဲရရှိပါသည်အဲ့တော့နာမည်ကောင်းတွေရပါစေကြော်ကြပါသည် အောင်မြင်ပါသည်အဆင်ပြေပါသည်ဗျာအဲ့တော့တာသနာပြုလူတန်းနိုင်ပါစေအဲ့တော့တာသနာပြုနိုင်တဲ့ပုံကိုဆိုပြီးတော့လူတွေကအများလူများကသိမြင်ကြပါစေအဲ့လိုမျိုးဆူတောင်းမယ်အဲ့တော့အဲ့လိုမျိုးဆူတောင်းမှာဝေးတယ်ရှည်တယ် အဆင်မပြေဘူးဆိုလို့ရှိရင်လည်းအဲ့တော့တူ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 ဆူတောင်းမယ်ဆိုလို့ရှိရင်လည်းခင်ဗျားတို့တဲဆုံကပွင့်တော်ဝင်တော်ဖျားရှင်အားလုံးကိုကိုတော်ရင်မှန်းပြီးတော့မွေတော်ပန်းစပယ်ပန်းကတ်လူပါတယ်ရှင်ဖျားရှင်ဖျားရဲ့လက်တော်တွေကိုတိုင်ကိုကြကတ်လူပူဇော်ပါတယ်ဖျားကတ်လူတော်ဒါနကကောင်းမွန်စင်နာမြတ်ကြောင့်တပည့်တော်ရဲ့နာမည်ကုန်တဲ့မှုပြန်ကြော်စော့ပြသည်ရှင်ဖျားအနေကင်းမြတ်စီဖျားဆိုပြီးဆူတောင်းလိုက်ရုံပဲဒါလေးပဲအဲ့ဒါလေးတော့ကျွန်တော်မိတ်ဆွေများကအဲ့ဒီနေ့မှာပဲလှုပ်ရှင်အဲ့ဒီနေ့မှာလှုပ်ရှင်လှုပ်လို့ရတယ်သူကြတော့တခြားနေ့တွေ ော့အဲ့နေ့အချိန်မရလို့တခြားနေ့တွေဒီမှာလှုပ်ရင်လှုပ်လို့ရတယ်ဒါမှမဟုတ်အလုပ်ပရိုဂျက်တွေဖြစ်တဲ့တနင်္ဂနွေနေ့မှာလှုပ်လို့မယ်လှုပ်လို့ရပါတယ်အဲ့တော့ဘုံကြီးကျောင်းနေတော့သွားမှာပေါ့နော်ဘုံကြီးကျောင်းတို့ဖရာတို့မှရှိပါတယ်ဖရာရဲ့တပ်နေကြီးထိုင်နေတဲ့ပုံတော်ပဲဖြစ်ဖြစ် ကျွန်တော်ရေးစီနူတော်ပဲဖြစ်ဖြစ်အဲ့လိုမျိုးဒီလက်ဖွားတော့ဖြန့်ထားတဲ့ပုံတော်တဲကိုအဲ့အဲ့စီနူတော်ဖျားရဲ့လက်တော်တဲကိုစပယ်ပန်းလေးထည့်ပြီးတော့ကလုပူဇော်ပေးရမှာဖြစ်ပါတယ်ဒါနမနစ်ရတဲ့အာနောက်ဆုံးပုံတော့နောက်ဆုံးလို့ရမယ့်ရတရားလေးကတော့ရတရားမဟုတ်ပါဘူးနောက်ဆုံးလို့ရတော့ပတိစေမှာဖြစ်ပါတယ်တရားရှင်လုံးပတိနဲ့နမောဗုဒ္ဓံနမောဓမ္မံနမောတန်ခံနမောအရဟံတိဋ္ဌိဆိုတာလေးကိုကရာတပုတ်ပြီးပတိတလုံးချပြီးတော့သုံးဖက်စိတ်ပြန်မှာဖြစ်ပါတယ်သူ့လည်းမနဲ့သုံးမှာညသုံးမှာစိတ်မယ်အဲ့တော့ သူ့ကိုတော့အဲ့လတတလလုံးစိတ်ပြေမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများအရန်လွယ်ရနော်နမောဗုဒ္ဓံနမောဓမ္မံနမောသံဃံနမောရဟံတိဋ္ဌိနမောဗုဒ္ဓံနမောဓမ္မံနမောသံဃံနမောရဟံတိဋ္ဌိနမောဗုဒ္ဓံနမောဓမ္မံနမောသံဃံနမောရဟံတိဋ္ဌိဆိုပြီးတော့ကျွန်တော်တို့ တရားရှိလုံးပဒီနဲ့ခါတာတပုတ်ပြီးပြုံးချပြီးမနက်၃မှညာ၃မှစိတ်ပြရမှဖြစ်ပါလေဗျဒါဆိုရင်ဒီသုံးခုတလုံးလှုပ်ထားမယ်ဆိုလို့ရှင်အဲ့လတလလုံးမှာအနေလေးကင်းမယ်စီပွားကြွားလေးအစီအပြင်းမယ်အပြင်ဆိုင်နောက်ခက်အပြင်ဆိုင်နောက်ဆက်တိုက်ခိုက်တွေလည်းနိုင်မယ်နာမည်ဂုံတရင်းနဲ့မွေးပြန်ကြော်စိုးပြီးတော့အများကြီးညူလေးစားမယ်ချစ်ခင်နှစ်သက်ရမယ်ပြီးရင်ကို့ဆိုလို့ရှင်ခေါ်ခြင်းပြောခြင်းမယ်အလုပ်တွေအပ်ခြင်းမယ်လုပ်တွေပေးခြင်းမယ်ကို့ဆိုရင်ကူညီမဲ့သူတွေလုံးလို့ရောက်လာမယ်ဒီဟာလေးကို ဒီလအတွင်း6လပိုင်းအတွင်းမှာလုတ်လို့ရှိရင်ပိုလို့ဆွမ်းထက်စေပါတယ်ဗျအဲ့တော့ကျွန်တော်တို့ကဒီဟာလေးကိုဘယ်ရှင်လုတ်လို့ရတယ်ဆိုပေမဲ့အခုအခုလို6လပိုင်းလည်းကြုံလို့ရှိရင်ပိုလို့ဆွမ်းထက်ပါတယ်အဲ6လပိုင်း2025ပေါ့နော်2025နဲ့6နဲ့ပေါင်းကြည့်ရင်လည်း6ပဲရတယ်ဒါဒါကြောင့်မလို့ဒီပေါ့နော်ဒီဒီဒီလအပိုင်းခြားတွင်းမှာတနင်္ဂနွေရဲ့ တနင်္လာရဲ့ဂျာတာပတိအရာဟုဘုဒ္ဓဟူဒီနှစ်နံနေရတော့ကျွန်တော်တို့ငွေဝင်ကန်ကောင်းပြီးတော့လက်ကောင်းတွေမှာဖြစ်ပြီးတော့ကျန်တဲ့နှစ်နံများတော့အတိုက်ခိုက်နောက်ရှစ်တွေကြုံပြီးမှမှကြီးကြီးမားမားအောင်မြင်မှုတွေရမှာဖြစ်ပါတယ်ဒီနေ့မှလည်းကျွန်တော်ရဲ့ခဏန်းပေတင်ရတွက်ချက်မှုအရာလေးပေါ့နော်ခဏန်းပေတင်တွက်ချက်မှုအရာလေးဆောင်းဝင်ဆောင်းဝင်လေးကတော့ကျွန်တော်တို့ဒီရာရာသေးခွင်အလုံးအဆင်ပြေတယ်ဆိုပေမဲ့ကျွန်တော်တို့ကဒီခဏန်းပေတင်အရာတော့ဒီတဘာဘာဘေးရန်တွေလေးကြာရောက်ဖို့ရှိနိုင်တယ်ပေါ့နော်ရှိနိုင်တယ်အဲ့မှာလေးဘေးတို့ ရေဘေးတို့မီဘေးတို့အဲ့လိုမျိုးဘေးလေးတွေလည်းကြုံနိုင်ခြင်းရှိပါတယ်အဲပြီးတော့လူတွေစုစုလိုက်အပြုံလိုက်အဲ့လိုမျိုးဟိုလူတွေစုလိုက်အပြုံလိုက်အဲ့လိုမျိုးပေါ့နော်အော်ဟစ်တာတို့ကျွန်တော်ညညွန်းတာတို့အဲ့လိုမျိုးလေးတော့တဘောဘေးရနေကြောက်ကြုံကကြုံရတာမျိုးလေးလဲအဲဒီဒီ6လပိုင်းတော့အနည်းငယ်ရှိနေပါတယ်ဗျ စိုးစိုးရွားကြီးမဟုတ်ပေမဲ့အနေငယ်တော့ရှိနေပါတယ်ဒါတကြောင့်မို့လို့ကိုရေဘေးတို့ရေရေနဲ့ပတ်သက်တဲ့အနေလေးတွေကြိုတင်ပြီးတော့ကျွန်တော်တို့တွေမီးတို့လေတို့အဲ့လိုမျိုးလေမုန်တိုင်းလို့ပေါ့နော်အဲ့လိုမျိုးလေးတော့ကြိုတင်ပြီးတော့ဂယူဆိုင်နားစင်မှုတို့လိုပါတယ်ဗျခဲဒါဆိုအားလုံးအားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်ဒီရက်တုံးကိုလှုပ်လိုက်ပါဗျအားလုံးအနေကင်းပေးရှင်းစီပါတယ်ဗျ ကျွန်တော်မိတ်ဆွေခုနကသားသမီးနဲ့အားလုံးလဲ6လပိုင်းတွင်မှငွေဝင်အဆင်ပြေကြပါသည်စီးပွားတဲ့လူတန်းနိုင်ကြပါသည်ကုညီမဲ့သူတွေစောင်းမမဲ့သူတွေရောက်ရှိလာကြပါသည်အလူတန်းတွေလုံနိုင်ကြီးပြီးပြောပြောနဲ့ပြုံးပြနိုင်ကြပါစီဗျဆင်မီလဲလိုင်းစခွန်းနေပြီးအားပေးကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ